အလဲအလက်ကောင်းပါတယ်။ငွေကြေးဥစ္စာပြည့်စုံကြွယ်ဝတယ်၊ချမ်းသာတယ်ဆိုတာကောင်းပါတယ်။ဒါပေမဲ့ limit ထားရမယ်။ပိုက်ဆံဆိုတာတိုင်းတာတစ်ခုတည်းလွန်သွားရင်အဲ့ဒါဟုံတော့ဘူဖြစ်သွားတာပဲ။အလွန်ကြီးချိုးတဲ့တာလည်းမကောင်းဘူး။အလွန်ကြီးချမ်းသာတာလည်းမကောင်းဘူး။စိတ်ချမ်းသာသောလူတွေကိုကြည့်။သူတို့ဟာအလဲအလက်ကလူတွေဖြစ်နေတဲ့ဒါများတယ်။တိတ်ဆင်းရဲချိုးတဲ့လွန်တဲ့သူတွေမှာဆင်းရဲလွန်းလို့ ူတို့မှာစိတ်ချမ်းသာမှုနေကြတယ်။စိတ်ချမ်းသာလုံးတဲ့သူတွေဆိုရင်လေပိုက်ဆံက20လုံးလို့ပိုးတောင်မပြောမရှင်ဖြစ်ကြရတယ်။အလဲလက်ကအကောင်းဆုံးပဲ။သူ့မှာအချိန်ပိုရှိတယ်၊ငွေပိုလေးလည်းရှိတယ်။သူဟာညံလည်းရှိတယ်ဆိုရင်သူ့အချိန်ပိုနဲ့ငွေပိုကို အကောင်းဆုံးအသုံးချတော့မယ်။လူတွေဟာပေါ်ပေါ်များများပြည့်ပြည့်စုံစုံကြွကြွဝဝနေပြချင်ကြတယ်။ပေါ်ပေါ်များများပြည့်ပြည့်စုံစုံဆိုတာ ူအထင်ကြီးခံရတဲ့ချွားလို့ကောင်းတယ်လေအဲ့ဒီတော့ပေါများပြည့်စုံတဲ့နောက်ကို လိုက်ရင်လိုက်ရင်လှုပ်ရင်လှုပ်ရင် top heavy ဖြစ်သွားတယ်မနိုင်မနှင်းတော့ဖြစ်နေပြီဒါပေမဲ့ရက်လို့မရတော့ဘူးတကယ်ဉာဏ်ရှိတဲ့သူဆိုရင် သူဟာသူ့ဘဝကိုပတ်စုံတောင်းဆောင်ကဖွံ့ဖြိုးတိုးတက်အောင်လုပ်ပါတယ်တခုကောင်းတဲ့ကြီးနေမဲ့သူမဟုတ်ဘူးအဓိကကစိတ်ချမ်းသာဖို့လိုရင်းပါဆိုတော့သူတည်တည်ချာချာတည်တယ် ဒါကြောင့်သူ့ဘဝကဆုပ်ပြေးနေတယ်။ဈေးထဲမှာရောင်းချဖို့ခင်းကျင်းထားတဲ့ပစ္စည်းပစ္စည်းအတပုံတပင်ကြီးကိုကြည့်ပြီးလောကမှာငါမလိုချင်တဲ့ပစ္စည်းတွေတင်များပါလားလို့ဆိုကရက်တစ်ကမှတ်ချက်ပြုလိုက်တယ်တဲ့။ဆိုကရက်တီးဟာသူ့ရဲ့ပညာဉာဏ်ကြီးတဲ့ဘဝမှာသူ့ဟာသူချမ်းသာနေတယ်။လူချမ်းသာဆိုတာမနေ့လုံးမများလုံးပြည့်စုံတဲ့သူကိုပြောတာအားကြောက်တဲ့သူဆိုတာမနေ့လုံးမများလုံးပြည့်စုံတဲ့ဘဝမှာ ဉာဏ်ပညာကိုရှာဖွေဖို့သူ့အချိန်နဲ့သူ့ငွေကိုစီမံတတ်တဲ့သူကိုပြောတာဒီစာဆိုလေးကတော့ဆီယမ်မာထက်ထွန်းရဲ့နေတိုင်းပြောပါတယ်ဆိုတဲ့စောင့်လေးတွေကပဲဖြစ်ပါတယ်